ကျွန်တော်တို့အခုလိုမျိုးပုံစံလေးတွေကိုစာစီဒီဇိုင်းလုပ်ပြီးတော့ပရင်ထုတ်တဲ့အခါမှာကြုံတွေ့ရတဲ့ပြဿနာဖြေရှင်းတဲ့နည်းလမ်းလေးတွေကိုကျွန်တော်ဒီသင်ခန်းစာလေးမှာအသေးစိတ်မျှဝေပေးမှာဖြစ်ပါတယ်။မင်္ဂလာပါခင်ဗျာ။ကျွန်တော်ကတော့နိုင်လင်းထုံးပါ။ကျွန်တော်တို့တခါတလေမှာအခုလိုမျိုးကျွန်တော်တို့ကကြ བྱ ာလေးတွေစာလေးတွေပေါ့နော်။ဒါတွေကိုကျွန်တော်တို့ကစာစီစာရိုက်လုပ်ပြီးတော့ပရင်ထုတ်ပေးရတဲ့အပိုင်းလေးတွေရှိတယ်။အခုလိုမျိုးအခါမျိုးမှာကျွန်တော်တို့ကကိုပြုတ်လုပ်ထားတဲ့စာစီဒီဇိုင်းတွေမှာ ကနုတ်ပေါင်လေးတွေကျွန်တော်တို့အခုလိုမျိုးလေးကျွန်တော်တို့စီပြီးတော့ထည့်ပေးထားတယ်ဒီရက်ကျွန်တော်တို့ကစာစီစာရဲ့ပြုလုပ်တဲ့အချိန်မှာဆိုရင်တော့ဒီရက်ကနုတ်ပေါင်လေးတွေကပါနေပြီးတော့ကျွန်တော်တို့ဒီမှာ print ထုတ်လိုက်တဲ့အခါမှာအဲ့ဒီကျွန်တော်တို့ကနုတ်ပေါင်လေးတွေကပါမလာတော့တဲ့ကျွန်တော်တို့ပြဿနာလေးတွေကြုံတွေ့ရပါတယ်ကျွန်တော်တို့စာစီစာရဲ့လုပ်တဲ့အခါမှာကိုက Microsoft Word ကိုသုံးပြီးတော့ပဲအခုလိုမျိုးပုံစံလေးတွေလုပ်လို့ Photoshop ကိုသုံးပြီးတော့ပဲကျွန်တော်တို့လုပ်လို့ဒီလိုတွေလုပ်တဲ့အခါမှာကိုပြုတ်လုံနေတဲ့အခါမှာတော့ပါပြီးတော့ ရင်ထုတ်တဲ့အခါမှာကျွန်တော်တို့မပါရာမျိုးတွေကျွန်တော်တို့ဖြစ်တတ်ပါတယ်။ဒီတော့ကျွန်တော်ကတော့ဒီမှာကဒီရဲ့သင်ခန်းစာလေးကိုပြပေးဖို့ရာအတွက်နမူနာအနေနဲ့ကျွန်တော်ဒီရဲ့ကဗျာပုံစံလေးကို Microsoft Word နဲ့ကျွန်တော်လုပ်ထားတယ်ပေါ့နော်။ဒီတော့ဒီရဲ့ပုံစံအနေထားလေးကျွန်တော်ကစာစီစာရိုက်ပြလုပ်ထားတယ်။ဒီမှာဆိုရင်ကျွန်တော်တို့ကကနုတ်ပန်းပေါင်လေးတွေစာရွက်ရဲ့ကျွန်တော်တို့ဒေါင်လေးတော့မှကျွန်တော်တို့ပါနေသေးတယ်။ Finance နဲ့ပြီးတော့မှ Print ဆိုတာကိုကျွန်တော်တို့ကနှိပ်ကြည့်လိုက်တဲ့အခါမှာလည်း ျွန်တော်တို့အခုလိုမျိုးဘောင်လေးတွေကပါနေသေးတယ်ဗောနော်တကယ်တကယ်ကျွန်တော်တို့ print နှိပ်ပြီးတော့ print ထုတ်လိုက်တဲ့အချိန်မှာ printer ကနေပြီးတော့ထွက်လာတဲ့စာရွက်လေးမှာကနုတ်ဘောင်တွေကကျွန်တော်တို့ကမပါတော့တာမျိုးတွေကျွန်တော်တို့ဖြစ်တတ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဘာကြောင့်ဖြစ်လဲဆိုရင်အခုကျွန်တော်တို့ဒီမှာကနုတ်ဘောင်လေးကိုပထမဆုံးစပြီးတော့စစ်ပေးရမှလေးဟာကနုတ်ဘောင်လေးကိုကျွန်တော်တို့ click တစ်ချက်နှိပ်ကြည့်လိုက်တဲ့အခါမှာဆိုရင်ဒီရဲ့ကနုတ်ဘောင်ရဲ့ထည့်ထားတဲ့ဒီရဲ့ tab frame လေးတွေက ်စာရွက်ရဲ့အပြင်မှတ်ကို ပို့ထွက်နေတာမျိုးတွေဒါမှမဟုတ်ကျွန်တော်တို့ကဒီမှာစာရွက်ရဲ့မာဂျင်အပြင်မှတ်ကိုကျွန်တော်တို့ကရောက်နေတဲ့အခါမျိုးလေးတွေမှာဆိုရင် ဖြစ်တတ်ပါတယ်ဒါကကျွန်တော်တို့စက်တိုင်းမှာတော့မဖြစ်ဘူးเนาะတချို့ကျွန်တော်တို့ Microsoft Word နဲ့ကျွန်တော်တို့ print ထုတ်တဲ့အခါမှာကြုံတွေ့ရတယ်တချို့ကျတော့လည်းကျွန်တော်တို့ Photoshop နဲ့ print ထုတ်တဲ့အခါမှာကြုံတွေ့ရတယ်ဒီလိုအခါမျိုးမှာကျွန်တော်တို့ number 1စပြီးတော့မှဖြည့်ရှင်းပေးရမှလေးဟာ အခုလိုမျိုးပရင်လေးတွေကိုကျွန်တော်တို့ကစာရွက်ရဲ့မာဂျင်အပြင်မှတ်ကိုရောက်နေတာမျိုးတွေစာရွက်ရဲ့အပြင်မှတ်တွေကိုကျွန်တော်တို့ကပိုထွက်နေတာလေးတွေဆိုရင်ဒီရဲ့ကျွန်တော်တို့ကတက်ပရင်လေးတွေကိုအနှဲငယ်ကျွန်တော်တို့ချုပ်ပြီးတော့မှမာဂျင်ရဲ့ကျွန်တော်တို့အတွင်းလေးလေးကိုကျွန်တော်တို့ရောက်အောင်နည်းနည်းလေးကျွန်တော်တို့ကချုပ်ပေးရပါမယ်ဒီလိုမျိုးကျွန်တော်တို့ကချုပ်ပြီးတော့မှစာရွက်ရဲ့အတွင်းမာဂျင်အတွင်းထဲမှာပဲကျွန်တော်တို့ရောက်အောင်အနှဲငယ်လေးချိန်ပြီးတော့ထားကြည့်မယ်ထားပြီးသွားလို့မှကျွန်တော်တို့ကပြန်ထုတ်ကြည့်မယ် တကယ်လို့ကျွန်တော်တို့ကဒီရဲ့ဖရိန်လေးတွေကိုချိန်ပြီးတော့မှပြန်ထုတ်တဲ့အခါမှာလဲဖရိန်တွေကပါမလာဘူးဆိုရင်တော့ကျွန်တော်တို့တစ်ခါတလေမှ Microsoft Word တို့ Photoshop တို့ကနေပြီးတော့မှဓာတ်ရိုက်ကျွန်တော်တို့ print ထုတ်တဲ့အခါမှာလဲကျွန်တော်တို့ဖြစ်တတ်ပါတယ်ဒီရဲ့ error လေးတွေတက်တက်ပဲတက်တယ်ပေါ့နော်ဒီတော့ကျွန်တော်တို့ကဒီလိုပုံစံတွေမလုပ်တော့ဘဲနဲ့ဒီရဲ့ဖရိန်ပုံစံအနေထားလေးတွေကိုလဲကျွန်တော်တို့ကမပြင်ချင်တော့ဘူးဆိုရင်ကျွန်တော်တို့ကိုစားစီစားရပြုလုပ်ထားတဲ့စာလေးတွေကို Photoshop ကနေပြီးတော့ dry ရိုက် print ထုတ်တာမျိုးမဟုတ်ပဲ Microsoft ကနေပြီးတော့မှ dry ရိုက် print ထုတ်တာမျိုးမဟုတ်ဘဲနဲ့ကိုပြုတ်လောက်ထားတဲ့စာလေးတွေကိုအရင်ဆုံး PDF file လေးနဲ့ကျွန်တော်တို့ save ပေးရပါမယ်။ဒါကြောင့်ကျွန်တော်တို့ DF file လေးကိုကျွန်တော်တို့အရင်ဆုံး PDF file လေးနဲ့ save လိုက်ပါမယ်။ဒါကြောင့်ကျွန်တော်တို့ file နဲ့နေပြီးတော့ save ဆိုတဲ့အထဲကိုဝင်မယ်။ browse ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါမယ်။ဝင်ပြီးသွားပြီဆိုရင်တော့ file name ဆိုတဲ့နေရာလေးမှာတော့ ကိုပေးခြင်းနဲ့နာမည်လေးကျွန်တော်တို့တခုခုပေးခဲ့ပါတော့ဒီတော့ကျွန်တော်တို့တကယ်တမ်းပြောင်းပေးရမှာလေးဟာ CSV တိုက်ဆိုတဲ့ format ရွေးတဲ့နေရာလေးမှာ what document ဆိုတာလေးကျွန်တော်တို့ဖြစ်နေပါတယ်ကျွန်တော်တို့က PDF file အနေနဲ့ပြောင်းပြီးတော့ print ထုတ်มาဖြစ်တဲ့အတွက်ဒီနေရာလေးမှာကျွန်တော်တို့က PDF ဆိုတဲ့ format လေးကိုကျွန်တော်တို့ရွေးပေးရပါမယ်ရွေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က desktop ပေါ်မှာပဲနမူနာသိမ်းมาဖြစ်တဲ့အတွက် desktop ကိုရွေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့က save ဆိုတာလေးနှိပ်ပြီးတော့ PDF file အနေနဲ့ဒီရဲ့ကဗျာလေးကိုကျွန်တော်တို့ save ခဲ့လိုက်မယ်ပေါ့နော်။ save လိုက်တာနဲ့တပြိုင်တည်းဒီမှာကျွန်တော်တို့ PDF reader နဲ့ကျွန်တော်တို့ပွင့်လာပါတယ်။ကျွန်တော်တို့မြင်ကွင်းလေးချုံလိုက်ပါမယ်။85နဲ့5လောက်ပဲထားလိုက်မယ်။ဒါမှမဟုတ်ကျွန်တော်တို့ဒီမှာ90လောက်လေးပဲကျွန်တော်တို့ထားလိုက်ပါမယ်။အလုံးမြင်အောင်လို့နော်။အဲ့တော့ကျွန်တော်တို့ DS စာရွက်လေးကိုကျွန်တော်တို့ကအစောနောက်က Microsoft Word ကနေပြီးတော့မှ data ရိုက် print ထုတ်တဲ့အချိန်မှာဒီဘက်ကကနုတ်ပန်းလေးတွေကပါမလာတာကျွန်တော်တို့ဖြစ်တယ်။ ။ဒါဆိုရင် PDF file အနေနဲ့ပြောင်းပြီးတော့မှကျွန်တော်တို့ print ပြန်ပြီးတော့ထုတ်ကြည့်လိုက်မယ်။ဒါကြောင့်ကျွန်တော်တို့ print ဆိုတဲ့ tag ကိုဝင်ပြီးတော့မှကျွန်တော်တို့ဒီမှာ printer setting လေးတွေချိန်ပေးရမယ်ပေါ့နော်။ကျွန်တော်ကတော့လက်ရှိကျွန်တော်ရှိမှာရှိနေတဲ့ Epson printer လေးနဲ့ကျွန်တော်တို့ print ထုတ်မှာဖြစ်တဲ့အတွက်သူနဲ့သက်ဆိုင်တဲ့ကျွန်တော်တို့ printer setting လေးတွေကိုဝင်ပြီးတော့ပြင်ပေးမယ်။ဒါကြောင့် property ဆိုတဲ့ tag ကိုဝင်မယ်။ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က ဒီရက်ကဗျာပုံစံလေးက A4 စာရွက်နဲ့ကျွန်တော်တို့ကစာစီဒီဇိုင်းလောက်ထားတယ်ဆိုရင် document size ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ A4 ကိုကျွန်တော်တို့ရွေးပေးမယ်တကယ်လို့ကိုက legal re letter တွေနဲ့ဆိုရင်လည်းဒီရက်နေရာလေးမှာကိုအသုံးပြုမဲ့စာရွက် size လေးကိုရွေးပေးပါတော့ပြီးရင်တော့ကျွန်တော်တို့ဒီမှာ portrait ဆိုတာလေးပဲရွေးရွေးထားလိုက်ပါမယ်စာရွက်ကိုကျွန်တော်တို့ကအထောင်လိုက်အနေထားလေးနဲ့ print ထုတ်မှာဖြစ်တဲ့အတွက် portrait ကိုရွေးမယ်ရိုးရိုးကျွန်တော်တို့က A4 စာရွက်လေးနဲ့ပဲ print ထုတ်မှာဖြစ်တဲ့အတွက် plain paper ဆိုတာလေးကျွန်တော်တို့ရွေးပါမယ် တကယ်လို့ကိုက photo paper တွေနဲ့ကျွန်တော်တို့ print ထုတ်မယ်ဆိုရင်တော့ photo paper glossy စီဝါလေးကိုကျွန်တော်တို့ကရွေးပေးပါเนาะအခုဒီမှာတော့ကျွန်တော်က plain paper ပဲထားလိုက်ပါမယ် standard နဲ့ပဲထုတ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ DSLR လေးတွေမှာကျွန်တော်တို့က color တွေနဲ့မထုတ်ချင်မဲနဲ့အဖြူမဲပုံစံလေးနဲ့ပဲ print ထုတ်ချင်တာဖြစ်တဲ့အတွက် gray scale ဆိုတာလေးကျွန်တော်တို့ရွေးပြီးတော့မှ okay လေးနှိပ်ခက်လိုက်ပါမယ်ပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ df pdf file မှာသူ့မှာကျွန်တော်တို့ဒီမဲ preview လေးကျွန်တော်တို့ကြည့်လို့ရတယ် ဒီကနေပြီးတော့ကျွန်တော်တို့ဒီမှာကနုတ်ပန်းလေးတွေအားလုံးကလည်းကျွန်တော်တို့ပါနေတယ်ပေါ့နော်ဒါဆိုကျွန်တော်တို့က okay လေးနှိပ်ပြီးတော့မှကိုယ့်ရှိမှရှိနေတဲ့ printer လေးနဲ့ပြန်ပြီးတော့ထုတ်ကြည့်လိုက်တဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့ကနုတ်ပန်းလေးတွေကျွန်တော်တို့ပါလာတာကိုတွေ့ရပါလိမ့်မယ်ဒါကကျွန်တော်တို့ဘာကြောင့်ဖြစ်လဲဆိုရင်တော့တခါတလေမှကျွန်တော်တို့ဝါရီ Photoshop တွေကနေပြီးတော့ဓာတ်ရိုက် print ထုတ်တဲ့အခါမှာဆိုရင် တော်တော်များများကျွန်တော်တို့ဒီရဲ့ error လေးရတက်တက်ပါတယ်အခုလိုမျိုးကျွန်တော်တို့ကကိုထက်လာတဲ့ကနုတ်ပန်းပုံလေးတွေဘောင်လေးတွေကျွန်တော်တို့အပြည့်ပါမလာဘူးဆိုရင်အရင်ဆုံးကျွန်တော်တို့ Word တို့ Photoshop တို့ကနေပြီးတော့ dry hide print မထုတ်ဘဲနဲ့ PDF file အနေလေးနဲ့ပြောင်းပြီးတော့မှ print ပြန်ပြီးတော့ထုတ်ကြည့်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ကနုတ်ပန်းပုံလေးတွေအားလုံးစုံစုံလင်လင်နဲ့ကျွန်တော်တို့ပါလာတာကိုတွေ့ရပါလိမ့်မယ်အကယ်၍ကိုကိုတိုင်းကျွန်တော်တို့ကလေ့ကျင့်ရင်းနဲ့အခုလိုမျိုးလေးထုတ်ကြည့်တဲ့အခါမှာကနုတ်ပန်းလေးတွေကျွန်တော်တို့မပါနေသေးဘူးဆိုရင်လည်း ျွန်တော်စီကိုပြန်ပြီးတော့မှမင်းမြန်ပေးလို့ရပါတယ်ကိုကိုတိုင်ထုတ်ကြည့်ပြီးတော့ပြီကိုရှိမှလည်းပရင်တာရှိတယ်လက်တွေ့ပရင်ထုတ်ကြည့်လို့ကျွန်တော်တို့အဆင်ပြေသွားတယ်ဆိုရင်လည်းဒီရက်ဒီသင်ခန်းစာရဲ့ comment လေးမှာ DONE ဒန်းဆိုပြီးတော့လည်းရေးခဲ့ပေးပါအောင်ခင်ဗျာဒါမှကျွန်တော်တင်ပေးတဲ့သင်ခန်းစာလေးတွေကိုဘယ်သူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေတယ်လေ့ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လို့ပါအခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ် အားလုံးအစဉ်ပြေကြပါစေခင်ဗျာ